ဒီကတော့ကျွန်တော်ရဲ့ season 9 episode 5ပဲဖြစ်ပါတယ်ကျွန်တော်ဒီမှာဘာအကြောင်းပြပြပေးမလဲဆိုရင်တော့ကျွန်တော် season 9 architecture pattern ဖြစ်တဲ့ monolithic အကြောင်းကိုပြပြမှာဖြစ်ပါတယ်ဒီကောင်ကအရင်နဲ့ကိုရိုးရှင်းတယ်ရိုးရှင်းပြီးနားလည်ရတယ်လွယ်ကူပါတယ်အထူးသဖြင့် client server architecture အကြောင်းလေးကိုသိထားမယ်ဆိုရင်ပို့ပြီးတော့လွယ်ကူရိုးရှင်းပါတယ်အဲ့တော့မကြည့်ရသေးဘူးဆိုရင်တော့ကျွန်တော်အရှိဗီဒီယိုမှာတွေ့ကြည့်လို့ရပါလေ။ Okay ဒီမှာဆိုရင်ကျွန်တော်က ဒီမိုနိုလက်တစ်ရဲ့အားသာချက်တွေအားနည်းချက်တွေဘယ်အချိန်မှာဒီမိုနိုလက်တစ်ကိုအသုံးပြုရမလဲဒီမိုနိုလက်တစ်နဲ့ Microservice ကိုဘယ်လိုမျိုးကူးပြောင်းသွားမလဲဆိုတဲ့ဟာတွေကိုကျွန်တော်အနေနဲ့ basic သဘောတရား concept တွေကိုကျွန်တော်ပြောပြအောင်ဖြစ်ပါတယ်ဒီနေရာမှာတော့ဒီမိုနိုလက်တစ်ကိုဒီတိုင်းလုံးဝအဲဒီဒီ advanced ပုံစံမျိုးတွေနဲ့ကျွန်တော်တောင်းအောင်မဟုတ်ပဲနားလည်ရလွယ်ကူအောင်ねရိုးရိုးရှင်းရှင်းလေးပဲဖြစ်အောင်ကျွန်တော်တောင်းပြီးမှဖြစ်ပါတယ်ဘာလဲဆိုတော့ဒီကောင်ကကျွန်တော်ခုမှစပြီးလေ့လာနေရသူဆိုရင် monolithic ဆိုတာဘာမှမသိပဲねကျွန်တော်တော့ဖြစ်တတ်ပါတယ် ဲ့ monolithic ဆိုတဲ့ဟာကဗာလေ monolithic ဆိုတာကတော့ကျွန်တော် application တစ်ခုလုံးကိုကျွန်တော် single code space နဲ့ကျွန်တော်ထိန်းချုပ်ထားတဲ့ဟာပဲဖြစ်ပါတယ်။ဒါပါတော့ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်ဒါ monolithic ရဲ့ပုံစံပေါ့နော်ကျွန်တော်ဒါ Google ကနေသွားရှာထားပါဒီပုံကတော့ဟုတ်ပြီဒီမှာဆိုရင်ကျွန်တော်တို့ဒီ single code base ရှိမှာပေါ့နော်ဒီဟာ single code base single code base ထဲမှာဆိုရင်ကျွန်တော်တို့ဒီမှာ web application ရှိမယ် file application ထဲမှာကျွန်တော် front end ရှိမယ် back end ရှိမယ် ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ admin panel လည်းရှိပါတယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီမှာ gateway ပေါ့နော်ဒီလိုမျိုး component တွေအများကြီးပေါ့နော်ဒီလိုမျိုး front end back end admin စတွေကိုကျွန်တော်တို့က find define နေမှာပဲဒီ find define နေမှာပဲကျွန်တော်တို့ကဒီလိုမျိုးခွဲထည့်ထားတယ်အဲ့လိုမျိုးကိုကျွန်တော်အနေနဲ့ကဒီအရောက် monolithic လို့ခေါ်ပါတယ် micro service ကတော့ကျွန်တော်နောက်ပိုင်းမှာပဲကျွန်တော်ပြပြပါတော့မယ်ဘာလို့လဲဆိုဒီမှာ micro service ကထည့်ပြောလိုက်လို့ရှိရင်ရှုပ်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပါ ဟုတ်ကဲ့ monolith အကြောင်းပြန်ဆက်ရမယ်ဆိုရင်ကျွန်တော်တို့ကဒီ deployment လုပ်လို့ရှိရင်လည်းဒီ single unit အနေနဲ့ပဲကျွန်တော်တို့အနေနဲ့ deployment လုပ်တယ်ကျွန်တော်တို့ဘယ်အပိုင်းဝယ်ရေးရေးဒီရဲ့ source ထဲမှာပဲကျွန်တော်တို့ကအကောင်လုံးကိုထည့်ပြီးတော့ရေးရတာဖြစ်ပါတယ်ဒါ monolith ရဲ့သဘောသဘောဝါနဲ့သူ့ရဲ့အလုပ်လုပ်ပုံဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ monolith ရဲ့အားသာချက်အနေစလိုက်အောင်ကျွန်တော် monolith ရဲ့အဓိကအားသာချက်ကတော့ simplicity ဖြစ်ပါတယ်အရင်က version နဲ့ကျွန်တော် beginner အနေနဲ့ project စပြီးတော့ရေးလို့ရှိရင်လည်းကျွန်တော်တို့ သွားတဲ့ပုံစံကတော့ monolithic architecture အနေနဲ့ပဲသွားကြတာများတယ်ကျွန်တော်တို့ဘာလို့လဲဆိုတော့ဒီကောင်က single code base ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အနေနဲ့ခုမှစပြီးတော့ project စလုပ်တဲ့လူတွေအတွက်လည်းအရင်နဲ့အဆင်ပြေတယ် code တစ်ခု source code တွေအကုန်လုံးကိုတနေရာထဲမှာပေါင်းထားရတဲ့ကြောင့်မလို့ကျွန်တော်တို့အနေနဲ့ command line တစ်ခုတည်းနဲ့တင်ကျွန်တော်တို့ run လုပ်ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ area ကိုကျွန်တော်တို့ရှာမယ်ပေါ့နော်ထားပါတော့ကွာဟို ခုမှဆက်ပြီးလုပ်တဲ့လူဆိုရင်ကျွန်တော်တို့ဟာ back end front end တွေကိုကျွန်တော်တို့ကအထက်တက်ခါခါပြန်သွားရမယ်ပြန်သွားမယ်ဆိုရင် whole file point define ခွင့်ဆိုရင်ကျွန်တော်တို့အတွက်အဆင်မပြေတာဖြစ်နိုင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ monolithic နဲ့သွားရဆိုရင်ကျွန်တော်တို့က source code တစ်ခုလုံး find find နဲ့မှထည့်ထားတဲ့အတွက်ကြောင့်မလို့ကျောင်းနေဒီလို find search လောက်တာတွေကျွန်တော်တို့အနေနဲ့တခြားသောအပိုင်းတွေလောက်တာတွေအတွက်အရန်နဲ့ကိုလွယ်ကူမြန်ဆန်ပါတယ်ပြီး monolithic ကအရန်နဲ့ကိုယူရှင်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ အခုမှစပြီးလုပ်နေတဲ့သူတွေအတွက်လည်းလွယ်လွယ်ကူကူပဲကျွန်တော်တို့စပြီးတော့လုပ်လို့ရပါတယ်နောက်တစ်ခုကဒီကောင်ရဲ့ deployment ပေါ့နော် deployment ကဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်တို့ microservice မှာဆိုရင် file table မူတည်ပြီးတော့ကျွန်တော်တို့လုပ်တဲ့ service တွေပေါ်မူတည်ပြီးကျွန်တော်တို့ deployment တွေကိုရွေးချယ်ပြီးတော့ကျွန်တော်တို့လုပ်ရတယ်ဒီမှာကျတော့ monolithic က file file နဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အနေနဲ့ deployment လုပ်ရင်ဒီတိုင်းပိုင်းကိုကျွန်တော်စပါပေါ်ပြစ်တင် run လိုက်တာ ਨੇ ကျွန်တော်အနေနဲ့ key သွားပါပြီ။ကျွန်တော်အနေနဲ့တခြားဟာတွေကိုကျွန်တော် ပေပြီးခေါင်းနဲ့ထည့်ရမလို့ပါဘူးနောက်တစ်ခုကတော့ကျွန်တော်တို့ဒီ monolith အဓိကအားသက်ချက်တော့ cost efficient ဖြစ်တာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကုန်ကျစရိတ်တွေကိုမလိုအပ်ဘဲနဲ့ short ချနိုင်တယ်ပြီးလို့ရှိရင်ဒီကောင်က single server မှာ run နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့ server setup တွေအများကြီးလုံးဆရာလည်းမလိုတဲ့အတွက်ကြောင့်မလို့ဒီကုန်ကျစရိတ်တွေပေါ့နော်ကုန်ကျစရိတ်တွေကိုကျွန်တော်အနေနဲ့ short ချနိုင်ပါတယ်အဲ့ဒါဒီကောင်ရဲ့အားသက်ချက်ပဲဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီကောင်မှာကဒီ complex ဖြစ်တဲ့ infrastructure တွေကိုလည်းမလိုအပ်ဘူးအကြိမ် လိုအပ်တဲ့အပိုင်းမျိုးရှိတော့ဗောနော်တချို့ project တွေဆိုရင်လိုအပ်တယ်လိုအပ်တာဒါကတော့ချင်းချက်နေတယ်ဗောနော်တော်တော်များများတော့ဒီလိုမျိုး complex ဖြစ်တဲ့ဟာတွေကိုမလိုအပ်ပါဘူး။လိုအပ်တဲ့အတွက်ကြောင့်လို့ကျွန်တော်အနေနဲ့ additional cost တွေကိုကျွန်တော်အနေနဲ့ထွေတာပြီးရဖြစ်ပါတယ်။ဒီလိုရှိရင်တော့ကျွန်တော်တို့ဒီ deployment speed ပေါ့နော်ကျွန်တော်တို့ကဒီ monolithic နဲ့သွားရဖြစ်တဲ့ကြောင့်ပေါ့တစ်ခုခုကျွန်တော်တို့ implement လုပ်လို့ရှိရင်လည်းကျွန်တော်တို့ကလွယ်တကူပဲကျွန်တော်တို့အနေနဲ့ implement လုပ်နိုင်ပြီးတော့ပြီးလို့ရှိရင်ဒီကောင်ကအဲကျွန်တော်တို့မြင်းမြန်းဆန်းဆန်းပဲကျွန်တော်တို့ build လုပ်လို့ရတယ် test လုပ်လို့ရတယ်ဒါတွေကဒီကောင်ရဲ့အဓိကအားသားချက်ပေါ့နော်ကျွန်တော်တို့ဒါပေမဲ့ micro service မှာဆိုရင်ကျွန်တော်တို့က service တစ်ခုရအောင်ကျွန်တော်အနေနဲ့ test လုပ်လို့ရဖြစ်ပြီးဒီကောင်ကြောင့်မဟုတ်ဘူး single code base နဲ့ဆိုတော့ကျွန်တော်တို့က server ကိုတင်လိုက် ဒပလိုင်းလုံးလိုက်ကျွန်တော်စတေဂျင်တို့ပရိုဒက်ရှင်တို့မှာကျွန်တော်နေနေမြင်းမြင်းဆန်းဆန်းပဲတက်စ်လုပ်လို့ရပါတယ်ဒါကအရင်နဲ့ကိုကောင်းတဲ့အချက်လေးဖြစ်ပါတယ်နောက်တစ်ခုကတော့သူ့ performance ပေါ့နော် performance ကတော့ကျွန်တော်တို့က single code base ထဲမှာကျွန်တော်တို့ကအကုန်လုံးကို function call နေနေ connect လုပ်ထားတဲ့အတွက်ကြောင့်မလို့ network latency အရင်နဲ့ပါ network latency နည်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့ performance တော်တော်လေးကိုကောင်းပါတယ်ဒီလိုမျိုး performance ကောင်းတဲ့အတွက်ကြောင့်ကျွန်တော်တို့အထူးသဖြင့်တော့ဒီ ဝင်ဝင်လက်တည့်အဓိကအားသာချက်ကဘာကိုသွားပြီးတော့အကျိုးတက်ရောက်စီလဲဆိုရင်ကျွန်တော်တို့ဒီ small medium project တွေကျွန်တော်တို့ပြီးရင်ကျွန်တော်တို့ဒီ MVP ပေါ့နော်ဒီ project တွေပြီးလို့ရှိရင်ကျွန်တော်တို့ဒီ startup company တွေပေါ့နော်ဒီအားတွေတွဲကျွန်တော်တို့သွားပြီးတော့ဒီကောင်ကိုအကျိုးတက်ရောက်ဘာလို့လဲဆိုတော့ဒီကောင်လေးကကျွန်တော်တို့အနေနဲ့ prototype ထုတ်ရပါတယ် ဒီ prototype ထုတ်တဲ့ချိန်မှာဒီလိုမျိုးမြန်မြန်ဆန်ဆန် network latency မရှိရင်လည်းလုံနိုင်တာကကျွန်တော်တို့ user gain တွေပို့ပြီးတော့ဖြစ်လာသေးပါတယ်။ဒါတော့ကျွန်တော် monolithic ရဲ့ဒီ performance ပတ်သက်ပြီးတော့ဒီလိုမျိုးပြန်ပြီးတော့စဉ်းစားပြီးအပိုင်းပေါ့နော်။ကျွန်တော်ဒီအချက်တွေอ่ะပေါ့နော်။ကျွန်တော်တို့ interview မေးတဲ့အခါမှာလေ interview ကြရင်လေဒီ job description မှာပါတယ်။သူက monolithic microservice architecture system design architecture တွေသိရမယ်လို့မေးတယ်။မင်းကဒါတွေကိုသိထားလို့ရှိရင်ဒီ basic ပဲပေါ့နော်။သူတို့တွေလည်းအဓိကတော့ basic ကိုမေးတာများပါတယ်။ဒီ basic တွေကိုသိထားလို့ရှိရင်ကိုယ်အနေနဲ့ဒီကောင်တွေကိုပိုင်ပိုင်နိုင်ဖြေနိုင်တယ်။သူတို့မေးတာထားပါတော့ monolithic ရဲ့အားသချက်ပါလေ။အဓိက monolithic ကို ုံးရတဲ့အကြောင်းရင်းကဘာလဲဘလို့လက်တက်မှာတုံးလို့ရှိရင် performance တွေဘလို့ဖြစ်မလဲအဲအဲ့လိုမျိုးတွေကို interview တွေမှာမေးပါတယ်ဒါ interview တွေဒီမှာဒီမွန်လွန်လက်တက်နဲ့ micro service ကိုသူတို့တော်တော်များများကြိုက်ကြပါတယ်မေးကြပါတယ်အဲ့ဒါတော့နောက်တစ်ခုကတော့ကျွန်တော်တို့မွန်လွန်လက်တက်ရဲ့အားနည်းချက်ပေါ့နော်အားနည်းချက်ကတော့ဒီကောင်က single coach single coach ပဲဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တစ်ခုတစ်ခုအထက်ထဲမှာချူရင်းသွားရတယ်တခါလေ break အကုန်လုံးဖြစ်သွားမှာဖြစ်ပါတယ်။ဘာလို့လဲဒီကောင်က single code base ဖြစ်တဲ့အတွက်ကြောင့်မလို့ပါ။ ြလို့ရှိရင်နောက်ထပ်ဒီ monolithic ကိုသုံးရင်းနဲ့ challenge ဖြစ်လာနိုင်တာကကျွန်တော်တို့ဒီ code base ကအရင်ကြီးလာလို့ရှိရင်ကျွန်တော်တို့အတွက် maintain လုပ်ဖို့အရင်နဲ့ခက်ပါတယ်။ဘာလို့လဲဆိုတော့ဒီကောင်က find the find ထဲမှာပဲကျွန်တော်တို့ folder တွေအများကြီးရှိမယ် folder ထားပါတော့ကျွန်တော်တို့ back end front end admin ဆိုရင် folder 3ခု i folder 3ခုပါဆိုရင် ဖိုရာတစ်ခုတစ်ခုစီကျွန်တော်တို့ဒီ front end back end ဒီတစ်ခုတစ်ခုစီတိုင်းမှာ file တွေကအ ਨੇ ဆုံးမရှိဘူးဆိုရင်90လောက်ရှိမယ်အနေအထားရှိပါတယ်90မရှိဘူးဆိုရင်တော့90နဲ့30ကြားမှာရှိပါတယ်အဲ့လိုမျိုးဖြစ်လာပြီဆိုရင်ကိုကဒါကို maintain လုပ်ဖို့ဆိုတာကတော်တော်လေးကိုခက်လာပါတယ်ဒီ maintain challenge ပေါ့နော်အဓိကတော့ဒီလိုမျိုး copies ကကြီးလာတဲ့အခါမှာဒီ maintain challenge ကတော်တော်လေးကိုပြဿနာရှိပါတယ် နောက်တစ်ခုကတော့ scalability issue ပေါ့နော် scalability issue ကဘာကြောင့်ဖြစ်လဲဆိုရင်ကျွန်တော်တို့ကဒီ monolithic ကြတော့ကျွန်တော်တို့က single server မှာပဲကျွန်တော်တို့က deploy လုပ်ထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အနေနဲ့ဒီလိုမျိုး horizontal scaling server တက်ထည့်တာကြီးကျွန်တော်တို့အနေနဲ့လုပ်လို့အဆင်မပြေပါဘူးကျွန်တော်တို့အနေနဲ့လုပ်နိုင်တာဆိုလို့ကျွန်တော်တို့ particle scaling ကျွန်တော်တို့ဒီရှိနေတဲ့ server ကိုပို့ပြီးတော့ကြီးသွားအောင်ကျွန်တော်တို့အနေနဲ့ CPU RAM GPU စတာတွေကိုကျွန်တော်တို့အနေနဲ့ SSD စတာတွေကိုကျွန်တော်တို့အနေနဲ့ upgrade လုပ်ဖို့ပဲ ရပါတယ်နောက်တစ်ခါ resource issue ပေါ့နော် resource issue ဆိုတာဘာလဲဆိုရင်ကျွန်တော်တို့ user တွေများလာပြီးကိုထင်ထားတဲ့ user တွေကိုခမန်းနား user တွေတဲ့များလာပြီးဆိုရင်ကျွန်တော်တို့ website က load ဖြစ်တဲ့ speed တွေနှီးလာပါပြီလုံးဖြစ်တဲ့ speed တွေနှီးလာပြီးတော့ကျွန်တော်တို့ဒီကျွန်တော် website ကလည်း ော်တော်လေးကို traffic တွေဖြစ်ပြီးတော့ကျွန်တော်တို့မနိုင်တဲ့အနေအထားတွေဖြစ်လာနိုင်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်က single server unit ပေါ်မှာကျွန်တော်က deploy လုပ်ထားတဲ့အတွက်ကြောင့်မလို့ပါ။နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ development bottleneck ပေါ့နော် development bottleneck ကတော့အထူးဖြစ်နေတော့ကျွန်တော်တို့ရဲ့ team ကကြီးလာပြီးထားပါတော့ကျွန်တော်ပထမစလောက်တော့က developer တစ်ယောက်ကနေ300ယောက်ပဲရှိတယ် Now နည်းနည်းလေးကြာရောကျွန်တော်900နေ600ဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ဒီမှာအဆင်မပြေမှုတွေဖြစ်လာနိုင်မှာ။အဲခါကျရင်ကျွန်တော်တို့ကဘာဖြစ်သွားမလဲဆိုရင်ကျွန်တော်တို့ရဲ့ product ကကျွန်တော်တို့ development state တွေနှီးလာမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီလောအကန်ရတာလေးနည်းနည်းခက်ခဲလာမယ်ပေါ့နော်အဲဒီပြဿနာရှိပါလေကျွန်တော်တို့ဒီ monolith ကိုရွေးချယ်လို့ရှိရင်လည်းကို team site နဲ့ကို product site ကိုကျွန်တော်ကြည့်ပြီးတော့ရွေးချယ်ဖို့လိုအပ်ပါတယ် ဟုတ်ကြီးကျွန်တော်အနေနဲ့မိုနိုလက်တစ်ကိုကျွန်တော်တို့ဘယ်အချိန်မှာတုံးတင်လဲပေါ့နော်ဘယ်အချိန်မှာတုံးတင်လဲဆိုရင်တော့ကျွန်တော်တို့ start start up project တွေဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီ MVP project တွေပေါ့နော်ကျွန်တော်တို့ဒီချိန်မှာဒီ monolithic ကိုတုံးသင်ပါတယ်။ဘာလို့လဲဆိုတော့ scope ကတီးတဲ့အတွက်ကြောင့်မလို့ပါ။ scope ကတီးလို့ရှိရင်တော့အဆင်ပြေတယ်။ကျွန်တော်တို့အနေနဲ့ scope နည်းနည်းကြီးလာပြီဆိုရင်တော့အဆင်မပြေတော့ပါဘူး။ကျွန်တော်ဒီမှာတော့ example အနေနဲ့ပေါ့နော်။ကျွန်တော် team size developer ကတော့ကျွန်တော်တယောက်အနေ၅ယောက် ဒါကတော့ကျွန်တော် generally ထည့်ထားတာပါကျွန်တော်တို့ဟော market တွေကိုကျွန်တော်နေနဲ့မြင်မြန်ဆန်ဆန်ဝင်ရောက်ဖို့လိုတယ်ကျွန်တော်နေနဲ့ MVP product တွေလောက်မယ်ပြီးရင်ကျွန်တော် prototype တွေထုတ်ဖို့လိုတယ်ဆိုရင်ဒီလိုမျိုး monolithic ကိုရွေးချယ်ရတော့ပုံပြီးတော့ကောင်းပါတယ်ဘာလို့လဲဆိုတော့ဒီကောင်ကမြင်မြန်ဆန်ဆန်ပဲလုပ်လို့ရတဲ့အတွက်ကြောင့်မလို့ပါဒီတော့ကျွန်တော်တို့ကဒီ monolithic ကိုပေါ့နော်ကျွန်တော်ဒီ median project ထိတော့ကျွန်တော်တို့အနေနဲ့ရွေးချယ်လို့ရပါတယ် median project ကြီးကျွန်တော်တို့ရွေးချယ်ပြီးတော့ကျွန်တော်တို့ဒီ user တရာတထောင်လောက်တော့ကိစ္စမရှိဘူးကျွန်တော်တို့အနေနဲ့ဒီ complex shared business logic တွေကိုလည်းကျွန်တော်တို့အနေနဲ့ run လို့ရတယ်လုပ်လို့ရတယ်ဒါတွေကကျွန်တော်တို့ရဲ့ဒီ monolithic မှာတော့အဓိကပြဿနာတော့မဟုတ်ဘူးเนาะနောက်ခုကတော့ကျွန်တော်တို့ဒီ proof of concept ပေါ့เนาะ proof of concept ဆိုတာကျွန်တော်တို့အနေနဲ့အဓိကတော့ prototype ထုတ်တာပေါ့เนาะ ျွန်တော်အနေနဲ့ prototype ထုတ်တဲ့အချိန်မှာကျွန်တော်တို့ဒီအရောကိုကျွန်တော်တို့ validate လုပ်ဖို့ user နဲ့ကျွန်တော်တို့ test လုပ်ဖို့မြင်မြင်ဆန်းဆန်းကျွန်တော်တို့ဒီအရောကို develop လုပ်ပြီးတော့ကျွန်တော်တို့ဒီပြော user service တွေပါတယ်ကောက်ဖို့အတွက်ကြတော့ကျွန်တော်တို့ micro service နဲ့တွားရင်ဆိုဘလို့မှအဓိပ္ပာယ်မရှိဘူးဗျာအဲ့လိုဆိုတော့ကျွန်တော်တို့ကဒီလိုမျိုး monolithic နဲ့တွားမှပို့ပြီးတော့အဆင်ပြေတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီ monolithic ကိုလောက်ကြည့်လို့ရှိရင်ကိုယ်အနေနဲ့ပို့ပြီးတော့သဘောပေါက်သွားပါလိမ့်မယ်နော် ဟုတ်ကျွန်တော်တို့ဒီ monolithic ကိုဘယ်ချိန်မှာမတုံးတဲ့နယ်လဲပေါ့နော်ကျွန်တော်တို့ဘယ်ချိန်မှာမတုံးတဲ့လဲဆိုရင်တော့ကျွန်တော်တို့ရဲ့ project ကြီးကအရင်ကြီးလာပြီဆိုရင်တော့လုံးဝမတုံးတဲ့ပေါ့ဘာလို့လဲလုံးဝမတုံးတဲ့ဘူးဆိုတာထဲကျွန်တော်တို့အနေနဲ့စဉ်းစားမှာပေါ့နော်ကိုယ့်ရဲ့ဟာက monolithic နဲ့ပဲ mono နဲ့ပဲအဆင်ပြေတယ်ဆိုရင်တော့ဆက်တုံးလို့ရတယ် mono နဲ့အဆင်ပြေဘူးဆိုရင်တော့ကျွန်တော်တို့အနေနဲ့ micro ကိုကျွန်တော်တို့ရွှေ့ရပါမယ် micro ကိုရွှေ့ရမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့က ဟိုတန်းချီတဲ့ user တွေဝင်လာပြီလားဒါမှမဟုတ် user တွေကထောင်ကဏန်းပဲရှိသေးတယ်ဆိုရင်တော့ monolithic စီကျွန်တော်နိုင်တယ်ကျွန်တော်တို့တောက်တော့ million ချီတဲ့ user တွေလာပြီဆိုရင်တော့ကျွန်တော်တို့ monolithic နဲ့ကဘယ်လိုမှတော့အဆင်ပြေမှာမဟုတ်ပါဘူးပြီးတော့ကျွန်တော်တို့ရဲ့ product အပေါ်မှာလည်းအများကြီးတော့မူတည်ပါတယ်ကျွန်တော်တို့ product ကအရင်နဲ့ဟို complex ဖြစ်တဲ့ product ဆိုရင်တော့ကျွန်တော်တို့ monolithic ကတော့ကျွန်တော်တို့ဒီ team တွေအများကြီးနဲ့လောရတဲ့ချိန်ကြရင်တော့အဆင်မပြေနိုင်ပါဘူးကျွန်တော်တို့ဒီ deployment စိုက်ကယ်ကြီးနောက်ကြတာပြီးလို့ရှိရင်ကျွန်တော်တို့ထဲထဲမှာ AR တွေကနော်ရှင်းနေတက်လीရှင်းနေတက်လीပြဿနာတွေဖြစ်တာဒါတွေကတော့ကျွန်တော်တို့ရဲ့ဒီ product ပုံမှန်လည်းမူတည်တယ်ကျွန်တော်တို့ရှိပြီးသား product ဆိုရင်တော့ကျွန်တော်တို့ရဲ့ user ပုံမှန်လည်းမူတည်တယ်ဘောနော်ဒီ monolithic ကိုဘယ်ချိန်မှမသုံးသင့်ဘူးလေဆိုတာတော့ပြီးလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ product requirement တွေမှာလည်းအများကြီးမိခိုးနေပါတယ်ဒါတွေကကျွန်တော်တို့ monolithic ကိုဘယ်ချိန်မှ တော့အောင်လဲမတော့အောင်လဲဆိုတာဒီချက်ဒီပုံမှာမူတည်ပါတယ်။ဒါတော့ကျွန်တော် monolithic ကနေ microservice ကိုဘယ်လိုမျိုး transition လုပ်ရမလဲဆိုတဲ့ဟာကိုထည့်ထားဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တီယုံနေရပါပြီ။အခုမှန်စပြီးလေ့လာနေရသူစိတ်တော့ဒါတော့တိထားတင်ပါတယ်နော်။ကျွန်တော်ဖနောက်အောင်ဆုံးကျွန်တော် monolithic နဲ့စားတယ်ကျွန်တော်တို့ market ထဲကိုဝင်မယ်ဝင်မယ်အတွက်ကြောင့်ကျွန်တော် monolithic နဲ့စားတယ် monolithic နဲ့စားပြီးတော့ကျွန်တော် user နဲ့ test လုပ်မယ်ကျွန်တော် user ဝင်တဲ့နှုန်းကိုကြည့်မယ် ကြည့်ပြီးတော့ကျွန်တော် user တွေကများလာပြီဆိုရင်ကျွန်တော်ဒီမှာဖြစ်တဲ့ပြဿနာတွေကျွန်တော်ထားပါတော့ကျွန်တော် loading ကြတာပြီးလို့ရှိရင်ကျွန်တော်ဒီ server response တွေနေနေတာပြီးလို့ရှိရင်ကျွန်တော်ဒီမှာ traffic တွေရမ်းဖြစ်နေတာကျွန်တော်ဓာတ်တွေကိုကျွန်တော်အနေနဲ့သိသိချာချာလေးသိအောင်လုပ်အောင်ပါမယ်ဒီလို issue တွေကိုကျွန်တော်အနေနဲ့သိပြီးနားလည်မှကျွန်တော်တို့ကဒီဟာတွေကိုဘယ်လိုမျိုးခွဲထုတ်ရမလဲပေါ့နော်ကျွန်တော်တို့ မက်ခရိုဆာဗစ်အတွက်ကျွန်တော်တို့ထားပါတော့ကျွန်တော် authentication တွေကိုကျွန်တော်တို့ authentication service တွေကိုကျွန်တော်တို့ဘလို့ကျွန်တော်တို့လောက်အောင်မလဲပြီးလို့ရှိရင်ကျွန်တော်တို့ဒီ payment service တွေကိုကျွန်တော်တို့နေနဲ့ဘလို့မျိုးခွဲထုတ်အောင်မလဲပေါ့နော်ကျွန်တော်တို့အားတွေကိုနားလည်မှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီမှာပြဿနာကိုကျွန်တော်တို့ကမသိဘူးဆိုရင်ကျွန်တော်တို့ဒါလုံးလို့မရပါဘူးကျွန်တော်တို့နေပြဿနာတိမှာဒီအရောလုံးလို့ရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ ဒီ microservice architecture အပိုင်းကိုကျွန်တော်တဖြည်းဖြည်းကူးပြောင်းသွားလို့ရပါပြီ။ကျွန်တော်အနေနဲ့ဒီဟာကိုကျွန်တော် CI/CD pipeline တွေကိုကျွန်တော်တိကျပြင်ဆင်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဟာကို grace နဲ့အောင်လုပ်မယ် server set တွေကိုတိကျလုပ်ပြီးတော့ကျွန်တော်အနေနဲ့ဖြည်းဖြည်းချင်းစီကျွန်တော်အနေနဲ့ပြောင်းသွားလို့ရပါပြီ။ okay ဒီမှာကျွန်တော်တခုပြောပြချင်တာကျွန်တော် examiner နေနဲ့ပေါ့နော်ကျွန်တော် product တခုကိုစပြီးတော့လုပ်ပြီးဆိုရင်ကျွန်တော်တို့ ကမိုနိုလက်တစ်နဲ့စလာတော့မှန်တယ်ဒါပေမဲ့ကျွန်တော်တို့စီမှာ plan ရယ် strategy ရယ်ရှိဖို့လိုအပ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ပြောပြမယ်ဒါပေမဲ့ကျွန်တော် product အရေးတစ်ခုကိုကျွန်တော် launch လုပ်ပြီ launch လုပ်ပြီဆိုရင်ကျွန်တော်တို့ကဒီဟာကိုစပြီး develop မလုပ်ခင်ကတည်းကကျွန်တော် project manager တွေကျွန်တော် CTO တွေ CEO တွေပြီးလို့ရှိရင်ကျွန်တော်ဒီ project management အပိုင်းလူတွေပြီးကျွန်တော်တို့ဒီ developer တွေ architecture အပိုင်းခြိုင်တဲ့လူတွေနဲ့ကျွန်တော်ဆွေးနွေးရအောင်ဆွေးနွေးပြီးတော့ကျွန်တော်တို့ကဒီမှာ ဒီ product ကတော့ငါတို့ monolithic စမယ် market တွေဝင်မယ် okay market တွေဝင်ပြီးငါတို့ user ငါတို့ရဲ့ user target user ကထားမှာတော့တပေါင်းပြည့်သွားလို့ရှိရင်တပေါင်းနာကတ်လာပြီဆိုရင်ငါတို့ data ကိုငါတို့ micro service အနေနဲ့ငါတို့ပြန်ပြီးတော့ပြောင်းမယ် okay micro service အနေနဲ့ပြောင်းမယ်ကျွန်တော်တို့ဒီမှာပေါ့နော်ကျွန်တော် user 1000ရောက်ရင်ကျွန်တော် micro service အနေနဲ့ပြောင်းမယ် micro service အနေနဲ့ပြောင်းမယ်ဆိုရင်ငါတို့က ခုစပြီးတော့ develop လုပ်ကြတဲ့အခါဒီ monolithic မှာငါတို့အနေနဲ့ micro service ကိုလွယ်လွယ်ကူကူပြောင်းလို့ရအောင်လို့ငါတို့ stretcher တွေစောင့်လာဖို့လိုတယ်ဒီလိုမျိုးပေါ့နော်ကျောင်းအနေနဲ့ဒီလိုမျိုးဟာတွေကိုကျွန်တော်တို့ရဲ့ product manager တွေကျွန်တော် project manager တွေပြီးရင် system design ဘိုင်းကိုင်းနဲ့ solution solution ရကီတခြားလေးကျွန်တော်တို့ဒီ software engine နဲ့ software developer တွေနဲ့ကျွန်တော်တို့ကညီနိုင်တိုင်ပြီးပြီးတော့ကျွန်တော်တို့ plan တွေကျွန်တော်တို့ဆွေးနွေးဖို့လိုအပ်ပါတယ်အဲ့ဒါမှာလာကိုကဒီဒီလိုမျိုးပေါ့နော်ကျွန်တော်တို့ target user တွေပြည့်သွားတယ်ပြည့်သွားတဲ့အချိန်ကျရင်ကိုယ်အနေနဲ့ကဖြစ်လာတဲ့ potential တွေကိုဘယ်လိုမျိုး handle လုပ်မလဲပေါ့နော်ဘယ်လိုဖြေရှင်းမလဲကိုယ်အနေနဲ့ဒီလိုမျိုး plan ထားမှဒီကောင်တွေကိုကျွန်တော်တို့က transition မှာကျွန်တော်တို့ကောင်းကောင်းမွန်မွန်လုပ်နိုင်မှာဖြစ်ပါတယ် ကျွန်တော်နေနဲ့ဒီလိုမျိုးသာပလန်ထားမှသာကျွန်တော်တို့ရဲ့ product ကရေရှိမှအဆင်ပြေမှဖြစ်ပါတယ်။ဒီလိုပလန်မရှိဘူးအာ user ကြီးများလာပြီငါတို့မင်းရတော့ micro service ပြောင်းမှာဆိုပြီးတော့ကျွန်တော်ဘုံတိုင်းဆိုပြီး micro service ကြီးဘာလို့မျိုးချက်ချင်းကောက်ပြောင်းလို့မရပါဘူး။အချိန်ပေးရတယ်။ तू service နဲ့ तू तू server set up ကြီးကျွန်တော်တို့နေလော့ရတယ်ပြီးလို့ရှိရင်ကျွန်တော် copy စီကိုပြန်ခွဲပြန်ခွဲပြီးတော့ကျွန်တော်တို့ data တွေကို frame chart စာတွေကိုကျွန်တော်တို့နေပြန်ပြီးတော့လော့ရပါတယ်။လော့ရတဲ့ step တွေကတော့များတယ်ကျွန်တော်ရှုပ်ထည့်တယ် အဲ့ဒီစားကိုအနေနဲ့အစကတည်းကမွန်နွေလက်တင်နဲ့တော့ပြီးလို့ရှိရင်ဘယ်ချိန်ရောက်လို့ရှိရင် Microsoft ပြောင်းမယ်အဲ့ဒီအတွက်ကြောင့်မလို့မွန်နွေလက်တင်မှာတည်းကငါတို့ blue new stretch ကြီးချထားမယ်စသဖြင့်ကျွန်တော်အနေနဲ့လောက်ထားတော့ပို့ပြီးတော့ကောင်းပါလေကျွန်တော်ရှင်းမှပြောသားရတာဒီကတော့ကျွန်တော်တို့အနေနဲ့ interview ဖြည့်တဲ့အခါမှာလည်းကျွန်တော်တို့ကိုမေးပါတယ်ဟိုမွန်နွေလက်တင်ဆိုတာပါလေမွန်နွေလက်တင်ရဲ့အားသာချက်အားနည်းချက်ဒီမွန်နွေလက်တင်မှာ skill လောက်လို့ရှိရင်ဘယ်အားခက်ဆုံးလဲ ပြီး model lattice ကိုဘယ်အချိန်မှာသုံးသင့်လဲဘယ်အချိန်မှာမသုံးသင့်ဘူးလဲစတဲ့ပြီး basic concept တွေကိုကျွန်တော်တို့ကို millimeter ရှိပါတယ် Okay ဒီကတော့ကျွန်တော် model lattice ရဲ့ basic concept သဘောတရားတွေပဲဖြစ်ပါတယ်ကျွန်တော်ဒီမှာတော့ advance အကြောင်းတွေကိုကျွန်တော်ပြောပါဦးဘာလို့လဲဆိုတော့ကျွန်တော်ကဒီ basic concept လေးတွေကိုနားလည်စီခြင်းနဲ့အတွက်ကြောင့်မလို့ပါဒီ basic concept ရလို့ရှိရင်ကျွန်တော်နောက်ပိုင်း advance ဖြစ်တဲ့အားတွေကိုကျွန်တော်အနေနဲ့ကောင်းအောင်လေ့လာနိုင်မှာဖြစ်ပါတယ် ဟုတ်ကဲ့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ဗီဒီယိုဆုံးလေးကြည့်ရှုရတဲ့အားလုံးကိုကျေးဇူးတူပဲနေရှိပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲ happy go လို့ပါခင်ဗျာ